ဒုညပိတ်တက်များအားလုံးမင်္ဂလာပါရှင်အခုပြပြပြီးမှာကတော့ဆရာလင်းယုံမီရေးသားထားတဲ့အင်းအားဆိုတဲ့ဝတ္ထုရှင်အပိုင်းခွန်ဖြစ်ပါတယ်ရှင်အင်းအားအပိုင်းခွန်အင်မတန်မျော်လင့်ခြင်းကြီးစွာဖြင့် အားထားခဲ့မိသောချစ်သူတူကိုပြန်လည်၍ပိုင်ဆိုင်စရာအကြောင်းမရှိလောက်ဆုံးရှုံးရသည့်အချားမဲ့နိုင်မှုမမသည်အတိတ်တရားရရှိလာခြင်းအတွက်ဘာမှအံ့စရာအကြောင်းမရှိတော့ပင်သူတို့လိုအသက်အရွယ်မျိုးမှာတော့ချစ်တယ်ဆိုတာကိုပင် မြင့်မှုတောင်နဲ့ပမာခိုင်းနိုင်ကြမည်ဖြစ်၏စัจ java ရာပြင်လို့သာအကာတတိုင်းမရှိဟုယုံမှားကြမည်လဲအမှန်ပင်ဖြစ်၏အချစ်တွင် မျက်စီမရှိဟု၍၎င်း ်ချစ်တာသာပဓာနာဟူ၍၎င်းအချစ်အကြောင်းကို တင်စားဖော်ကျူးတတ်ကြသူများမှလည်းသူတို့လိုအသက်အရွယ်မျိုးလေးတွေသာဖြစ်ကြ၏လူသားတို့ဤဘဝတည်မြဲရေးစားရေးတောက်ရေးနေရေးထိုင်ရေးဒါတွေကိုပါရဲလို့မတိတတ်ကြသေးသည်ပြီလေသူတို့လိုအရွယ်လူမမယ်လေးတွေမှာဤတို့လင်ချစ်တယ်ဆိုတာကိုဘာယာနတိချဲ့ကြမိမှာအမှန်မင်းဖြစ်ပေသည်ဒါကလည်းသူတို့တွင်ဘဝအတွေ့အကြုံနှဲပါသောကြောင့်သာဖြစ်၏ တို့သည်အချစ်ကိုတင်စား၏ခြေဒုက္ခဆိုရာကိုအထင်ကြီး၏သူတို့ကဘဝဆိုရာကို အလှပရဲလို့မြင်ကြသည် အချစ်ဆိုရာကို အလှတပါဟုတင်စားကြသည်ခြေကွဲဆရာကိုလည်းလှပသည်ဟုပင်ယုံမှတ်ကြသည်ဒါကြောင့်လဲမြမြခင်ကဆိုရင်မမ၏အဖြစ်ကိုကြည့်၍အားရစရာကောင်းလောက်အောင်ပြုံးမိ၏တခါတခါတော့လဲမမမျက်နာလေးကိုစူးစား၍အတန်ထွက်လောက်အောင်ပင်ရီမိ၏အချစ်ဆိုရာဘာမို့ အချစ်ကိုဆုံးဖြုံးနေဆိုရုံနဲ့ခုလိုဖြစ်နေရလဲမမရဲ့မမကအံ့ဩနေဤသူ့လိုမနေ့တနေ့ကမှလူဖြစ်လာတော့မိန်းကလေးတယောက်ကို အချစ်အကြောင်းမသိရောင်ရောင်ပြည့်ရည်ပြူခြင်းကလာရောက်မေးမြန်းနေတော့မြတ်မြတ်ခင်ကိုလည်းဘလို့မှစဉ်းစားမရနိုင်လောက်အောင် ဖြစ်နေမိဤမြတ်မြတ်ခင်သည်ပါအကြောင်းကြောင့်အချစ်ဆိုရာကိုဤမြတေးတိန်လောက်အောင်ယူဆနေခြင်းဖြစ်ပါသည်နိကိုတောင်းဖေးတယောက်စိတ်ဆက်ကြောင်းလန့်လိုက်ပြီဆိုတော့ မငိုတယ်မဟုတ်လားမဆုံးနိုင်အောင်အခန်းအောင်ပြီးငိုကြွေးခဲ့တယ်မဟုတ်လားကောင်းတယ်မမစိတ်ထဲမှာခံစားရတဲ့ဒုက္ခဆင်းရဲခြင်းကိုမောဟိုက်နွမ်းနယ်လာတဲ့အထိငိုကြွေးပြီးကိုကိုကိုအပြစ်ဒဏ်ပေးလိုက်တာဟာတရားနည်းလမ်းကြတယ်တဘာဝကြတယ်ဒါပေမဲ့မမဟာကိုခံစားရမယ့်အပြစ်ဒဏ်ကိုခံစားပြီးပြီမဟုတ်လားကွယ်ဒီလိုခံစားပြီးရင်မမဟာအပြစ်ဒဏ်ကကင်းလွတ်ခွင့်ရတတ်ပါပြီ။ မမအပြည့်ဟောင်းနဲ့မမရဲ့အမာရင်းတွေကိုလည်းမေးပြောက်ပစ်လိုက်ဖို့တော့ပါပြီ။ဒီလောက်တော့ငိုယိုပြီးတဲ့အပြင်မမဟာနောက်ထပ်ပြီးဘာအပြစ်ဒဏ်မျိုးကို ခံစားရအောင်မလဲ။မမခင်က သူ့အပြစ်ဒဏ်အကြောင်းကို ပြောပြနေခိုက်မမသည်မမခင်ဤသဘောကိုဘလို့မှသဘောမပေါက်နိုင်ဟန်ဖြင့်ငြီး၍သာနေမိ၏။မမဘာဖြစ်နေလို့လဲမမခင်ရဲ့မမခင်သည်မမကိုကြည်ရင်သာရှိမိ။ဘာဖြစ်နေရမှာလဲမမ ကိုကိုကိုမတိလာရှင်လေးတပါဖြစ်နေပြီဆိုတာမသိဘူးလား။အိုးဘာဖြစ်လို့လဲ။မမဟာဒီလောက်တော့လဲတရားကြနေတာမဟုတ်ပါဘူး။ဒါပေမဲ့မမဟာဓမ္မဆက်ကြအသိဝင်လုပ်ပြီးဓမ္မယုံနေပါတွေကိုသွားနေပြီမဟုတ်လား။မမကိုမမလည်းငုံကြည့်ပါဦး။ဒီယောဂီဝေကြီးနဲ့မမဟာတကယ်ပဲလှနေလားလို့ဒါကတော့အလှဝိတာမှမဟုတ်ပဲမမခင်အများဝိချလို့ဝိရတဲ့ဥစ္စာအများဝိပေမဲ့မမဟာအများနဲ့တူလို့လားအများကဂုံအတွက်လောက်ကြတာပါမမ ဓမ္မဆက်ကြအသင်းကိုဝင်ကြရဲဆိုတာကလည်းမျက်နှာရကြမလားလို့ဝင်ကြတာပါဒါတွေကခစ်အလုပ်တွေပါမမရဲ့ဝင်ကြီးကတော့အတူဝင်ကြော်တွေနဲ့လုံးချင်တဲ့မိန်းမတွေသာလှုပ်ကြတဲ့အလုပ်တွေပါ ခုခေတ်မှာဗုဒ္ဓဘာသာအသင်းဝင်နဲ့ဓမ္မဆက်ကြအသင်းဝင်နဲ့ဆိုတာကတရားသဘောပေါက်ကြလို့မဟုတ်ဘူးဆိုတာလူတိုင်းသိပါတယ်ဒီလိုတော့မပြောပါနဲ့မမခင်မမဟာမျက်နှာကြီးလည်းမဟုတ်ဘူးမျက်နှာကြီးလည်းမလိုက်ဘူးဆိုတာမမခင်သိတယ်မဟုတ်လား အေးတိလို့ပြောရတာပေါ့မမဟာလမ်းလွဲနေပြီဘာဖြစ်လို့လဲမမခင်မမကိုခေါင်းတုံးပြစ်မဲ့ထင်လို့လားအမလေးဒီလောက်တော့လဲကိုရောအထင်မကြီးတတ်ပါဘူးမမယာသူဟာသူမိမယူသွားတာကိုဒီလောက်တောင်အကျဲချဲ့နေလို့ပြောနေတာပါအဲ့တော့မှမမကြီးမျက်လုံးလေးစုံမှာမျော်လင့်ထားနိုင်သည့်ထက်ပို၍ပြူးကျဲလာခြင်းဖြစ်၏သူ့မျက်ခုံးလေးစုံမှာလည်းမြင့်တက်လာ၏ ပြီးမှသူ့အားခက်ပြုံပြုံစူးဆိုင်လျက်ရှိသောစူးဆိုင်လျက်ရှိသောမျက်မျခင်ကို မမခင်ဟာမမအပေါ်မှာအထင်လွဲနေပြီဟု ပြောလိုက်ရလေသည် မမဟာဟိုတုန်းကအဖြစ်တွေကိုမေ့ပစ်လိုက်ပါပြီဒီလိုတော့မပြောပါနဲ့မမဒီလိုလဲကိုကိုကိုအထင်မကြီးနဲ့တကယ်သာကိုတောင်းဖေကိုမမဟာမေ့နိုင်ရင်ခုလိုပြောင်းလဲစရာဘာများအကြောင်းရှိလို့လဲမမဟာအရင်တိုင်းနေနိုင်ရမယ်အရင်လိုစိတ်ပျော်လက်ပျော်လှုပ်လှုပ်ရှားရှားနေနိုင်ရမယ် ခုတော့မမဘလူနေလို့လဲမမနေတာဟာဆရာဦးပါညွန့်ကြီးလိုပဲလေဗါလဲဆရာဦးပါညွန့်ကြီးဆိုတာဗါလဲခြေဒုက္ခပေါ့မမကိုကြည့်ရတာဟာခြေဒုက္ခခံစားနေရတဲ့မိန်းကလေးတယောက်လိုဖြစ်နေတာမဟုတ်လားမမကငြိမ်နေ í ညမြခင်ပြောလိုက်တော့စကားတခွန်းအတွက်ဝန်ခံလူတော်ကြောင့်မဟုတ်တော့လဲဘလူပြန်ပြောရမှန်းမသိတော့ကြောင့်သာခုလိုငြိမ်နေမိခြင်းဖြစ်၏အမှန်ကတော့လေ မမသည်ကနေ့အထိပင် မျက်မျက်ခင်ပြောလိုက်သလိုကိုတောင်းဖေဟာမိနိုင်သေးသည်မဟုတ်သောကြောင့်ခြေထုခဆိုရာကိုတော့တမြင့်မြင့်နဲ့ခံစားနေရသည်သာဖြစ်၏ဟိုတုန်းကတိမ်တောင်တိမ်လိပ်များပေါ်ပဲကိုတောင်းဖေနဲ့တူစိန်ပြေတန်းကစားရင်းရီမောရသောအိမ်မက်များကိုလည်းမြင်နေတတ်သည့်မမမှလည်းခုတော့ဖြစ်မိုးတိမ်တိုင်းတိမ်တောင်များပေါ်ပဲတယောက်ထီးတဲ့အဖော်ကင်းမဲ့စွာငိုရှိုက်နေရသည်ဟု အိမ်မက်မြင်မှတ်ရသည်သာဖြစ်၏ ။ဒါကြောင့်လဲမမသည်ကိုတောင်းဖေကိုစွအတင်းမိပြောက်စေရန် သူတန်းနိုင်သောနည်းဖြင့်စူးစားခဲ့ခြင်းဖြစ်၏။မမသည်ဓမ္မစကြာအသင်သို့ဝင်ရောက်၍အဖိတ်နေညာတိုင်းဓမ္မစကြာရုပ်စုခန်းသို့တက်၏။တက်ကသူဓမ္မယုံသို့သွား၏။ဒါဝဝင်အချို့ကဖျားကုကုနေသည်ဟု ဆိုကြသည်သို့တော်လဲမမကမူဘာကုတ်ကုကုယောဂတခုပြောက်ကင်းသည်သာလိုရင်းဖြစ်သည် ဓာရီကိုလုံနေရသည့်အခိုက်တန်၌မမအီးစိတ်သည်တည်ငြိမ်နေတတ်၏ကိုတောင်းဖေကလည်းအမတ်ရခြင်းနှဲပါနေတတ်၏ဓာရီအပြင်မမသည် အတန်းနေလိုမှန်မှန်တက်စာကိုလည်းအလွန်ကြုံမဖြစ်စေရပဲအချိန်တိုင်းမှန်မှန်ကြည့်မမမနကိုကပင် အတော်လေးညံကောင်းသူတူဖြစ်ခြင်းကြောင့်အတန်းတက်၍ဆရာဆရာမများ၏ရှင်းလင်းချက်ကိုတစ်ချိန်တစ်ခါနားထောင်လိုက်ရုံနဲ့ပင်တပားသူများကိုသဘောပေါက်နားလည်နိုင်အောင်ပြန်လည်ရှင်းလင်းပြောပြတတ်၏ ဒါကြောင့်လဲမမသည်ယခုနှစ်အတွက်စာမေးပွဲအောင်ရန်တည်ကြသည်ဟု သူ့ပေါင်းဖော်တွေကစိတ်ချယုံကြည်နေခြင်းဖြစ်ပေသည်မမသည် ခုတလောတော်တော်အေးနေဤအေးသိန်းတို့နဲ့သာအတွေ့များဤသူခဲမိတ်ဆွေများဖြစ်ကြသောជីជីဝေနှင့်ညူညူတို့ကိုလည်းလစ်လူရှူခြင်းပြုထားသည်တော်မဟုတ် တခါတခါတော့သူသည်သူ့ခန်းမိတ်ဆွေများနဲ့လမ်းအတူထွက်သွားတဲ့ជីជីဝေးဖော်ခေါ်ရာနောက်သို့လဲလိုက်ပါသွားတယ်။အဲဒီလောက်အေးအေးဆေးဆေးနဲ့တီတီငိမ့်ငိမ့်နေပြန်တော့လဲမမအပေါ်၌ဘလို့ထင်မြင်ယူဆလာကြလေသည်မသိ။ခုလဲကြည့်မျက်မျက်ခင်သည်မမဤမေးပြောက်ပြီးအကြောင်းတရေကိစ္စကိုပင် လာရောက်၍အဆဖော်ပေးနေပြန်၏။မျက်မျက်ခင်သည်မမအပေါ်၌အထင်သေးသလိုလိုမယုံကြည်သလိုလိုဖြင့်ဤသို့လာရောက်ကစကားဆနေခြင်းလဲဖြစ်ပေသည်။ တကယ်တမ်းသာလိုအပ်မည်ဆိုရင်တော့မမကသူဒီမြမြခင်ပြောနေသလိုချစ်ဒုက္ခကိုခံစားရခြင်းဖြစ်ပါသည်ဟူ၍လကောင်းသူခံစားနေရသောချစ်ဒုက္ခကိုအခြားအကြောင်းကိစ္စများဖြင့်အစားထိုးကမိပြောင်းနိုင်ရန်ကြိုးစားနေခြင်းဖြစ်ပါသည်ဟူ၍လကောင်းဝန်ခံရန်အသင့်မင်းဖြစ်၏ဟုတ်လည်းဟုတ်သည်မမသည်အရာခတ်သိန်းကိုကိုတောင်းဖေအားမိပြောင်းနိုင်စေရန်အတွက်သာဂျိုးပန်းနေခြင်းဖြစ်သည်ဒါပေမဲ့မမလိုမိန်းကလေးရွယ်လူမမေတယောက်အား မြမြခင်လိုအတွေ့အကြုံရင့်တန်ပြီးဖြစ်သောမိန်းမတစ်ယောက်ကဤကဲ့သို့မကြာခဏလာရောက်စွပေးနေမိစားအကူအညီတစ်ခုခုပေးအပ်တဲ့နေမဟုတ်ပါလားဒါအတွက်ကိုလည်းမြမြခင်ကအကြောင်းပြချင်မမဟာငယ်သေးလို့ခုလိုချစ်ဆိုတာကိုဘာရဲ့ညာရဲ့ဆိုပြီးအထင်ကြီးနေတာပါတကယ်တမ်းကတော့လေအချစ်ဆိုတာဘာမှမဟုတ်ပါဘူးမမကတော့အဲ့ဒီတော့မှမြမြခင်ဤသဘောကိုရိပ်စားမိလိုက် ။လမ်းမခင်သည်ချစ်ဒုက္ခခံစားနေရရှာသောသူအားတက်တာစီလိုသောသဘောမျိုးဖြင့်ဝေမခံခံအောင်အိတ်အောင်မင်းမြန်ကကုတောင်းဖေဟာတကယ်တမ်းမေးပြောက်ဖြစ်ရန်တရားချနေခြင်းဖြစ်ကြောင်းကိုလည်းအခုမှရိတ်စားမိ။မမဟာငငယ်လေးပဲရှိသေးတယ်မမ။ဟုလမ်းမခင်ကပြောသည်။ငငယ်လေးရှိသေးတယ်ဆိုတာကလည်းမမဟာအတွေ့အကြုံမရှိသေးဘူးဆိုပြီးအထင်မြင်သေးမိတယ်လို့ပြောတာမဟုတ်ဘူး။ နောက်ကိုလူလောကမှာတွေ့စရာကြုံစရာအဖြစ်အပျက်တွေဟာအများကြီးရှိနေသေးတယ်လို့ပြောတာအမှန်ကတော့ဒါမျိုးနဲ့ပတ်သက်လာရင်ဘာကိုမှလေးလေးနက်နက်မယူဆတာကောင်းတယ်အကောင်းဆုံးကတော့သူတို့လိုသဘောထားနိုင်ရင် အကောင်းဆုံးပေါ့လေမမကနားမလဲတော့ကြောင်းငေးနေမိသူတို့လိုသဘောထားဆိုတာကိုလည်းမမကသိကျင်နေမိသည်မမခင်ကတော့ရှင်းတယ်သူတို့ကမမခင်ကိုအယူလုပ်ရင်မမခင်ကလည်းသူတို့ကိုအယူပြန်လုပ်မှာပဲ ဒါကိုပဲမြတ်မြတ်ခင်ကပြောလေသည်အင်းရသူတွေအဲ့လိုမပြောဒူပေါ်ဒူပေါ်အင်းရသူတွေအဲ့လိုမပြောဒူပေါ်ဒူပေါ်အင်းရသူတွေအဲ့လိုပြောဒူပေါ်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 တိတ်ဆိတ်လျက်ရှိသောညကို စုပြုံ၍ဟစ်ဆူလာသောတေးတန်က ဖြူခွင်းလိုက်အချိန်မတော်ထား၍လမ်းလျှောက်ကဤအင်းရလမ်းမပေါ်ဝဲတချင်းတကြောကြောလာလုံနိုင်သောကောလိပ်ចောင်းသားမောင်များကိုလည်း တကယ်ပင်အံ့စရာကောင်းလာပေသည် အခြားသောအချိန်များထက် ရွေးကောက်ပွဲမကျင်းပမီနေ့ရက်များကဆိုရင်ပို၍ပင်ဆိုရ၏ကျောင်းသားများသည်အတန်ချဲ့ဆက်များဖြစ်ပင်တညအလုံးလောက်နီးနီးလာရောက်ကအော်ဟစ်နေတတ်ကြ၏သူကလည်းလော်ကြီးများဖြင့်အပင်ပန်းခံကလာရောက်အော်ဟစ်နေတတ်ကြ၏တခါတခါတော့အဖက်ဖက်ကမဲဆွယ်ကြခြင်းများမှာအတော်ပင်နားထောင်ရေးကောင်း၏အပြင်းပြေနားထောင်ဖို့လည်းတော်တော်ကောင်း၏ ဖွဲ့ကိုတစ်ဖွဲ့အပြစ်ပြောဆိုကဟောပြောခြင်းများကိုပင်ညနေခါမှာမိန်းကလေးများအဆောင်ရှိတွင် လာရောက်ပြုလုပ်လေးရှိကြ၏အချို့မှာအတော်ပင်လေးလေးနက်နက်ရှိ၏ပါလီမန်ရေကောက်ပွဲများထွက်ပေါ်၍ပြင်းထန်သောစကားလုံးများကိုလည်းတစ်ဖက်နဲ့တစ်ဖက်သုံးကြကြောင်းကိုကြားရ၏အချို့ကတော့လည်းအပျော်ပဲဖြစ်ပေသည်ခွေးချင်းကြိုက်ကြတာကိုပင်လူုံ၍ကြည့်ရကြသောရန်ကုန်မြို့မှာတော့အင်းအားသည်လည်းမလုံမရှားပဲငြိမ်သက်၍နေနိုင်သော နေရာဌာနတရက်မဟုတ်ခဲ့ပေ။အချိန်မတော်အင်းရရှိတွင်စူးစူးညံ့ညံ့တန်တွေထွက်ပေါ်လာသည့်နေ့တစ်ပိုင်းနဲ့ခြေဘက်တန်အခန်းများတွင် နေထိုင်ကြသောကျောင်းသူများသည်မိမိတို့၏အခန်းအကားများကိုဖွင့်ကာကမန်းကလန်းဝေယနာဘက်သို့ထွက်တက်ကြ၏။အရှက်အကြောက်ကြီးတတ်ကြသောမိန်းကလေးများကဆိုရင်လေမိမိတို့အခန်းဝများမှာပြူတစ်ပြူတစ်လုံနေတတ်ကြ၏။အဲ့ဒီလိုအခါမျိုးတွင် ဟောကျူတာလုပ်သူသည်ကမန်းကရန်အိယာမထကဇင်းညံတစ်ချောင်းကို လာရောက်၍ အခန်းပောက်ဝများဝဲဖြူတိဖြူတိလုံနေကြသောចောင်းသူများကို ထိမ့်သိမ့်ရတတ်၏ဟေ့ဘာလုပ်နေကြရလဲအိတ်ချိန်မဟုတ်လားကွယ်ဝိညာဟေ့ဘာလုပ်နေကြရလဲအိတ်ချိန်မဟုတ်လားကွယ်ဝိညာပါတော့လားစူးစူးညံ့ညံ့ဖြစ်ပေါ်လာတိုင်းဤတို့ဝင်ဆောင်မှု၏ညွန်ကြားချက်များရဂျူတာများကအချိန်လေးကို ထိမ့်သိမ့်ရတတ်၏ဒါပေမဲ့တစ်ခါတစ်ခါတော့လေဂျူတာလောက်သူများကပင်လေဝိညာဏတစ်ချောင်းထွက်ရနေကြသောចောင်းသူများနဲ့အတူ ဝင်းပြင်းမဲ့အင်းရလက်မပေါ်သို့အယုံဆူဆိုင်နေရသောအကြောင်းကိစ္စများသည်ပေါ်ပေါက်တတ်၏ခဏနောက်ကြောင်းသားများသည်၁၂နာရီနာရီပြန်တစ်ချက်လောက်ထိုကမှအင်းရကိတ်ပေါက်ဝဝဲလာရောက်ကကုသဆက်ကိုခင်းချင်းပြသတတ်၏အတန်နေတန်ထားနဲ့တကယ်တမ်းဇက်ဟန်ပါပါလှုပ်တက်ကင်တဲ့သူများမှကျောင်းသားတွေတွင်အမြဲမပြတ်ရှိနေတတ်ကြသောကြောင့်အဆောင်ပေါ်မှအင်းအားသူတွေမှာတော့သူတို့ကိုကြည့်ကအိတ်ချင်စိတ်ပျောက်သွားလောက်အောင် ဘဝဝတဟာဟာရည်ကြရည်အင်မတန်ကြောင်နိုင်ကြတော့ចောင်းသားများကဆိုရင်တော့တယောက်နှစ်ယောက်နဲ့ပင်ခက်တီတီလာကြံတတ်ကြပေသည်ခုလဲတခါအေးရသူတွေအိပ်ပျော်ရမှဒူးပေါ်သောသေးသချင်းကိုဟစ်ကြွေး၍တီးဆူလာကြပြန်ပြီဖြစ်၏သချင်းကလည်းရိုးလာပြီဖြစ်သောသချင်းပင်ဖြစ်၏ဒါပေမဲ့အတန်ကြီးတန်ကြောင်နဲ့ဟစ်ကြွေးလိုက်၍ဘာကိုမဆိုထရွေကြည့်တတ်ကြသောအင်းရเจ้าသူများမှ သူလိုငါလိုရှိတတ်သည်သာဖြစ်သောကြောင့် နေ့ညဖို့လဲရှေ့ဘက်တန်းရှိចောင်းသူတွေချိုးမှာအခန်းတကားများကိုဖွင့်ကားထကြည့်နေကြပြီဖြစ်၏။ဒါပေမဲ့တချင်းတန်မှာသူတို့ထကာမှတိတ်သွား၏။ညိုညိုကပင်စိတ်ပြက်လက်ပြက်အခန်းနှင်းတို့ပြန်လဲဝင်ရောက်လာ၏။ညိုညိုသည်တရင်တို့လာခြင်းဖြစ်သောကြောင့်အခန်းထဲသို့ပြန်ရောက်လာသောအခါသူကရင်ရှိရာသို့သာတန်းသွားကခုထိမအိပ်သေးပဲ၆ပြောင်းနိုင်ထွန်၍ဂုံဂုံဆာရင်းနေသောជីជីဝေဘက်သို့လှည့်၍ကြည်လိုက်မိ၏။ အမှန်ကတော့ကျောင်းဆောင်ပေါ်တွင်ယခုကဲ့သို့ဖျောင်းနိုင်ထုံးကြီးခွင့်လည်းမရှိဒါပေမဲ့ជីជីဝေတို့လိုအချိန်မတော်စာရေးစာဖတ်လောက်ကြသောကျောင်းသူများသည်ဤသို့လျင် စီးကန်းကို ဖောက်ဖျက်ကာဖျောင်းနိုင်များကို ခိုးထွန်းတတ်ကြ၏ជីជីဝေသည်ခုတလောတွင်ညံ့အောင်ထိုင်၍စာရေးတတ်သည်သူရေးသောဝိထုလေးများနှင့်ကြပြလေးများမှလည်းကြော်ကြားလျက်ရှိသောမဂ္ဂဇင်းကြီးများတွင်အတော်လေးပါနေကြောင်းတွေ့ရပေသည် ကြည်ကျူဝေးအရေးသားကိုနာမည်ကျော်စာရေးဆရာကြီးများကပင်အတော်သဘောကျနေကြောင်းကြားသိရ၏ကြည်ကျူဝေးကဗျာလေးများကိုလည်းမဂ္ဂဇင်းများကအရေးပေးကြ၏အမှန်ကလည်းကြည်ကျူဝေးအရေးသားမှာခင်းနှင့်လိုက်ရောညီထွေလောက်အောင်နှုတ်၏ချစ်စရာကောင်း၏ထို့ကဲ့သို့ခင်းအခြေအနေနဲ့လိုက်ရောကိုက်ညီသောအရေးသားမျိုးကိုရေးသားနိုင်သောကြောင့်ကြည်ကျူဝေးသည်တနေ့သောအခါတွင် စာပေလောက၌ထင်ရှားကျော်ကြားလိမ့်မည်ဟုခုကလေးကပင်ခံမနိုင်မိဖြစ်၏ ဂျီဂျီဝေသည်ထိုကဲ့သို့သောရေးသားဟန်မျိုးဖြင့်နတ်နေသောအကြောင်းချက်များကိုရွေးချယ်ကများသောအားဖြင့်တော့သူ၏ခံစားချက်များကိုလှနိုင်သလောက်လှပသောစကားလုံးလေးများဖြင့်စာစီကုန်းတတ်၏သူ၏စိတ်တွင်ခံစားရချက်များကိုတပါးသူနားလည်သဘောပေါက်အောင်ရည်သားနိုင်ခြင်းကပင်ជីជីဝေ၏နုပညာပါရမီအခြေခံတရက်ဖြစ်ခဲ့၏။ဒါကြောင့်လဲသူသည်သူဖော်ပြလိုသောအကြောင်းချက်ကိုလူတကာနားလည်သဘောပေါက်နိုင်အောင်ရည်သားနိုင်ခဲ့ခြင်းဖြစ်၏။ ជីជីဝေသည်တက်ကတူကဂုံယူထိုက်သောစာပေသမားလေးတစ်ယောက်ပင် ဖြစ်လာရမည်မှာ အမှန်မင်းဖြစ်ပေသည်မဟိတေယူလာជីជីညိုညိုကជីជីဝေကိုလမ်း၍တတိပေးလိုက်မနဲ့ကိုလည်းဆော့ဆော့ကြောင်းတက်ရအောင်မှမဟုတ်လားအဲ့တော့မှជីជីဝေကညိုညိုဘက်ကိုလဲကြည့်ကပြီးပါတော့မယ်ဟုအပြေပေးလီရှုမွားအတွက်အရေးကြီးနေလို့ပါကွယ် ညညကတက်ပြင်းကိုချကသူ့ကိုလေးကိုတစ်ဖက်သို့ဆောင်းလဲလိုက်မိတစ်ဖက်ကလေးမှာတော့မမသည်အိမ်မောကြလျက်ရှိနေရှာသည်မမကတော့ပူပင်တော်ကပျောက်နေရှာပါဘကောပူနွေးသောနေရောင်ကြီးသည်အင်းအားပတ်ဝန်းကျင်ကိုတတ်မှတ်စရာကောင်းလောက်အောင်ဖတ်ပြန်ထား၏ဆောင်းကာလာ၏အေးရန်သည် ခုထိပင်ရက်ဆိုင်ခြင်းမရှိနိုင်သေးပေခန့်ကိုပင်လေးများ၏အစိမ့်သည်ပင် နှုတ်၍ဆိုရာမှရင့်၍ခြောက်လာရ၏အကိုင်းလက်ကြီးသာကြံရစ်တက်သောစိမ့်မဲမေမှာလဲအဝတ်အစားကို ကပိုးဝီယိုဝစ်စင်ထားသော အပြူလှလှလေးတယောက်လို ကြည်ကောင်းနိုင်လောက်အောင် ဖြစ်လာ၏အချိုးသောကြက်ပင်ကြီးများ၌တရက်ပွင့်လေးများသည် ပွင့်စားပြူလာ၏အင်းအသူတို့အတွက်စားစစ်ပွဲသည် နီးကပ်လာသထက်နီးကပ်လာပေသည်ခုမှပဲအချို့ကမတ်စုတွေကိုလဲငှားနေကြ၏အချိန်မတော်သည့်ဖျောင်းနိုင်မီထွန်းက သူတို့ဤမဆုဆောင်များတွင် ပြန်လည်၍တဆင့်ကူထည်နေကြ၏အတန်းမှန်သောအကြောင်းသူများ၏ခံသူအတန်းတက်မမှန်သော အတန်းတက်မမှန်သောအကြောင်းသူများကမျက်နှာချူသွေးကလာရောက်၍ဆရာတင်နေကြ၏ဆရာသမားများ၏အတိတ်ပဲရှင်းလင်းဖော်ပြချက်များကိုတည်ရောက်နာယူမှတ်သားခြင်းမပြုမီသောပြစ်ချက်များကြောင့်တချို့ကဆိုရင် အချင်းချင်းကိုပင်ဆရာတင်ကသူတို့၏ရှင်းလင်းချက်များကိုသာခုမှလိုက်လံမှတ်သားနေကြရပါသည် ညညတို့လိုစာယူများကဆိုရင်အခန်းပြင်တို့တိတ်မထွက်ကြတော့ပြီ။ဒါပေမဲ့တခါတခါတော့သူတို့ဒီအဖို့တယောက်နှစ်ယောက်ကိုရှာကအင်းယာဝန်တွင်က အလုံးမင်းအရေးကောင်းသောတစ်ပင်ကြီးများအောက်သို့တာရောက်၍စာချောင်းကိုဆွေးနွေးနှီးနှောခြင်းမှုပြုတတ်ကြ၏။သူတို့ကိုရှုမြင်ရသည်မှာအားရစရာကောင်း၏၊ဂုဏ်ယူစရာကောင်း၏၊အတူယူစရာကောင်း၏။သူတို့တွေတွင်သင်ကြားနေကြရသောအကြောင်းစာများမှာပါအခြားသောအကြောင်းကိစ္စများတွင် စိတ်ပါဝင်စားတတ်ခြင်းမရှိကြသော ကျောင်းသူများကိုလည်းဘလို့လူသားမျိုးကလာရောက်ကပြစ်ရှာကြပါမည်နီဒီကြားထဲတွင်လယ်တုံးပတ်တုံးတပြုံပြုံနှင့်ဖြစ်နေကြသူတွေမှလည်းရှိနေသေးသည်သာဖြစ်အပြင်ထွက်၍အရေးပြပွဲတွေကိုကြည့်နေကြတော့မင်းဖြစ်ဒူနကိုရှင်ကမင်းနဲ့မောင်လန်းသလားနေကြတော့မင်းဖြစ်တဝါဝါတဟာဟာပျော်စီပြက်စီကလပ်စီလုံနေကြတော့မင်းဖြစ်တနေ့တခါကျောင်းဖွင့်စာနေရများတွင် တက်ကြလေရှိကြသောရေးကောက်ပွဲကရက်ကမှလည်းငြိမ်သက်ပေပြီး ။စိုးရိမ်မကင်ဖြစ်တတ်သူများသည်ပြပြသည်လည်းဖြစ်လာကြ၏။ကြောက်တတ်သူများသည်လည်းခုမှနောင်နာတရားရလာကြ၏။အခန်းအောင်းကဆောင်းမွေးဝဲအောင်မြင်ရေးကိုအဓိကထားတတ်ကြသူများမှမူညနေဆောင်များတွင်အင်းရကံပေါင်းသည့်အညောင်းမြေညာပြေလမ်းလျှောက်ရန်အတွက်ပင်အချိန်ရကြခြင်းမရှိ။ထိုချိန်ခါမျိုးဝဲជីជីဝေတရားဝိထုရေကောင်းနေခြင်းမှာတပားသူများအတွက်အံ့ဩစရာပင်ဖြစ်ခဲ့၏။ကြပြဆက်နိုင်ခြင်းမှာလည်းအံ့ဩစရာဖြစ်ခဲ့၏။ သူကိုအေးအေးသိမ့်နဲ့ကစ်တီတို့ကပင်ဇာယီဆ iam ကြီးဟုခေါ်ဆိုကြသည်။ကြပြဆ iam ဟု ခေါ်ဆိုလာကြ၏။အမန်ကလည်းជីជីဝေးသည်ဇာယီသား၌ထူထောင်းလာသောအချိန်တော်တွင်အံ့ဩစရာကောင်းလောက်အောင်ထူတက်ခဲ့၏။အပူမြမစာကိုယူကကြပြရေးဆက်နေကြသောចောင်းသူအချို့သည်ပင်ယနေ့ဇာပီလောက၌ជីជីဝေးလောက်ကြော်ကြခြင်းမရှိကြ။ជីជីဝေး၏အေးသားမှာခင်မီ၏ဇာပေတိဟု ခေါ်ဆိုရမလားလဲမပြောတတ်။ ူတွေ့ကြုံနဲ့သူဤစိတ်တွင် ခံစားရချက်မှန်သမျှကိုရေးသားခြင်းဖြစ်သောကြောင့်လူငယ်လူရွယ်ပိုင်းကအထူးသဖြင့်ဆွဲလန်းနှစ်သက်ကြ၏ជីជីဝေသည်အဲ့ဒီလိုစာပေရေးသားကြောင့်ပင်အင်အား၌ထင်ရှားလာခြင်းဖြစ်ပေသည် ကြည်ကြီးဝေးဤချစ်စရာကြပြလေးများသည်အချစ်ကို တန်းတငန့်လင်နေရှာသည်မေတ္တာရှင်မလေးများဤစိတ်တွင် ခံစားရပုံကားချက်များပင်ဖြစ်၏မေတ္တာ၏လိုင်းသံလေးများပင်ဖြစ်၏စိတ်ထားနှုနေသူများအတွက်ဆိုရင် ကြည်ကြီးဝေးဤကြပြလေးများသည်ဖတ်မဝနိုင်လောက်အောင်တန်ဖိုးရှိတတ်၏ဒါကြောင့်လဲစိတ်ထားနှုနေသူယောက်ျားလေးချို့ကကြည်ကြီးဝေးထံစာပေး၍မိတ်ဆက်လာကြခြင်းဖြစ်ပေသည် ။စာပေနယ်ကထင်းရှားကြော်ကြားလျက်ရှိကြသောနာမည်ကြီးစာရေးဆရာအချို့ကိုပင်လင်ជីဂျီဝေသည်အကျွမ်းတဝင်ခင်မင်ရင်းကြီးနေပင်ဖြစ်၏။ជីဂျီဝေသည်မဂ္ဂဇင်းတိုက်များသို့တွားရောက်၍စာမူပေးပို့ရာမှထိုစာရေးဆရာများနှင့်တွေ့ဆုံခင်မင်ရခြင်းဖြစ်၏။နာမည်ကြီးစာရေးဆရာတွေကလည်းជីဂျီဝေတို့လို ရေးကားစွာအညွတ်တလူလူနှင့်စာရေးဆရာမလေးတယောက်ကို မြစ်တာထားကအားပေးအမြောက်ပြုတတ်ကြ၏။ သူကယူမပြူမိသည့်ချွတ်ချော်ချက်အသေးဖွဲလေးများကို ထုတ်ဖော်ပြသရင်းနဲ့ကောင်းမွန်သောအကြောင်းချက်များကိုရွေးချယ်ချီးကျူးတတ်၏။ဒါတွေကိုညိုညိုက အားလုံးသိပေသည်။တိဆိုជីជីဝေတယောက်လမ်းထွက်ရင်ညိုညိုသည် အမြဲပါသွားတတ်၏။ជីជីဝေမှလူတကာထွက်ပေါ်၍ကြောက်တတ်သူဖြစ်ပေရာလမ်းထွက်ရင်လည်းဘယ်သောအခါမှသူ့တယောက်ထဲသွားလာလိမ့်မည်။သူလမ်းထွက်ရင်ညိုညိုသည်ပါတတ်၏။ ဒါကြောင့်လဲသူ့ဆက်တွေမှန်သမျှကိုညို့ညို့သည် အားလုံးအကုန်သိနေခြင်းဖြစ်ပေသည်မမကတော့အခုတလောတော်တော်အေးသည်ဒါပေမဲ့မမ၏အသည့်ပြရပုံကိုကြည့်၍တက်ညာကျင်နာမိယုံမှာပါအခြားမိတို့သောခံစားရခြင်းမရှိတကယ်တော့မမသည်တသက်ပတ်လုံးဆွေးမြေ့သွားစီမည်နောင်နာတရားတစ်ခုကိုရရှိရန်အချိန်အခါမှာဆုံးလွန်လာသည်ပညာရဲမှလေးတယောက်မှအသည့်တရားနှင့်ရှင်တွေးကြ သူတည်တရားကို နောင်ကျင်မဲ့အတိတရားဟူ၍လဲမဲ့ယူနိုင်ကောင်းမဲ့ယူနိုင်လိမ့်မည်ဖြစ်၏ဒါပေမဲ့မာမာလို16နှစ်ရွယ်မိန်းကလေးငယ်တယောက်ဤအတိတရားကိုအတုလင်အထင်ကြီးရပါအန်နီ ကိုတောင်းဖေနဲ့ခင်သက်တင်ဤစာလုံးလေးများကိုသတင်းစာများတွင် တွေ့လိုက်ခါစားကမမာသည် သူ့မျက်လုံးအဆုံးကိုပင်ယုံကြည်နိုင်ခြင်းမရှိကလေးတယောက်လိုသူ့အားမုံကြွေးချော့ခဲ့သော လူတယောက်ပေါ်၌လဲ ဘလူလို့ရမှာတန်တရားစိတ်ကိုထားရမယ။ဒါကြောင့်လဲမမသည်အချက်အကျောက်ကင်းမဲ့စွာကုတောင်းဖေရာရှာပုံတော်ဖွင့်မိခဲ့၏။သို့သော မမသည်အချက်ရခဲ့သည်ပန်းဝိကြီးကိုအားရအောင် စားတုံးဆုပ်ယူပြီးဖြစ်သောကိုရွှေပြားပတုံးကတော့ဘယ်ရဲ့ဘယ်ဒီသားတို့ပြန်ပြေးပြောင်းလဲသွားပြီကိုပင်မသိရတော့ပေ။ထိုခါမှစ၍မမသည်တန်ဝေကကြီးမားစွာရရှိခဲ့သောမေတီလာရှင်လေးတယောက်ကဲ့သို့တရားကြနေကြောင်းကိုတွေ့ရ၏။ မမသည်ကိုတောင်းဖိနှင့်ပတ်သက်သောတရင်စကားကိုပင်အာယုံပြည့်၍နားထောင်လိုခြင်းမရှိတော့ပေ။ဒါပေမဲ့မြတ်မြတ်ခင်တယောက်ကြောင့်ကိုတော့မမသည်အမြဲတမ်းဂယုပြု၍နားဆိုင်နေတတ်၏။ကိုတောင်းဖိဆိုရလဲမမသည်မြတ်မြတ်ခင်နှင့်ပတ်သက်၍သာတည်ကျွမ်းကြရခြင်းဖြစ်သည်။အမှန်တော့မမတယောက်ဤကဲ့သို့အထွေကြုံမျိုးကိုရရှိကငငယ်ရွယ်နှင့်အတိတရားရရှိလာခြင်းမှာမြတ်မြတ်ခင်၏ရှေ့ဆောင်မှုကြောင့်ဖြစ်ခဲ့ပေသည်။ အများတကာလိုပဲမြမြခင်ကလည်းမမအီးပြောင်းလဲလာပုံကိုကြည့်၍အံ့ဩမိသည်သာဖြစ်၏မမသည်မမျော်လင့်ခဲ့သောအကြောင်းကိစ္စတစ်ခုကြောင့်ခိတခဏစိတ်သောကရောက်ရှိနေခြင်းမျှသာဖြစ်ရလိမ့်မည်ဟုပေါ်ပေါ်ဆာဆာထင်မြင်ယူဆခဲ့ရမှာလဲမမအီးအတ္တိတရားအကြောင်းကိုစောင့်စားကြည့်ရှုကမယုံနိုင်လောက်အောင်အံ့ဩခဲ့ရ၏မိန်းကလေးတယောက်ပြီးပြီးဆုံးရှုံးခဲ့သောအချစ်အတွက် ခြေခွဲဝမ်းနည်းရခြင်းများကိုမြမြခင်သည် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိခဲ့ပြီးမှအချိန်မောင်းမြောက်များစွာပင် ခံစားခဲ့ဘူးသူသားဖြစ်သည်။သူရတွင်မမလေးတယောက်လိုတော့ဤကဲ့သို့စိတ်တော်ကဆင်းရဲခြင်းမျိုးစိတ်ငြိမ်စွာဤမြချာညောင်းအောင် ခံစားခဲ့ဘူးခြင်းမရှိပေ။မြမြခင်မှာဤကဲ့သို့ခက်လွယ်လွယ်သတိရတတ်ကခက်လွယ်လွယ်မေ့တတ်သူသူဖြစ်၏။ဒါကြောင့်လဲမမကမြမြခင်ကို အထူးသဖြင့်သတိထားခဲ့မိခြင်းဖြစ်၏။မြမြခင်သည်နောက်ဆုံးချိန်တွင် သူ့ဖေဖေနဲ့သက်ဆိုင်ပတ်သက်လာပြီးလဲဖြစ်ပေသည်ဒါကလည်းဘလို့မှတင့်တယ်နိုင်ကောင်းသည့်အကြောင်းကိစ္စတည်းရဲ့မဟုတ်ခဲ့ပေတို့ညာပြည့်တဲ့များအားလုံးမင်္ဂလာပါရှင်ဒီကနေ့ဖျက်ပြပေးခဲ့တာကတော့ဆရာလေးယုံကြည်တာထားတဲ့အင်အားဆိုတဲ့ဝိတ္ထုအပိုင်းခွန်ပဲဖြစ်ပါရဲ့ရှင် အပိုင်း၈ကိုနောက်နေ့များမှာဆက်လက်ဖျက်ပြပေးမှာမို့စောင့်မျှော်နှားဆင်ပေးပါအောင်ရှင်။ကျေးဇူးများရည်တမာရှင်။